မင်္ဂလာပါကျွန်တော်ကတော့ဒေါက်တာဒူလာပါအထရီယောဂကူဆောင်ပါအဲကျွန်တော်ဒီနေ့ကတော့ဗောနော်ဒီအရင်ဘက်ကလည်းကျွန်တော်ကြောက်ကက်ပျက်စီးခြင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောခဲ့တာမျိုးရှိတယ်အဲ့ဒီခါကျတော့ဒီနေ့ဒီစီကြောက်တဲ့တာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောပြပေးမှာဖြစ်တယ်ဗောနော်အဲစီကြောက်တဲ့တာကလည်းကျွန်တော်မြန်မာနိုင်ငံမှာလည်းအဖြစ်များတယ်ဗောနော် ဟိုကြောက်တတေးလေးရှိတယ်လို့ကြောက်ကြီးဖြစ်ပြီးတော့မှစူးစူးဝါအောင်နေတဲ့သူတွေလည်းရှိတယ်ပေါ့နော်အဲ့ဒါဆိုတော့ဒီစီကြောက်ထဲတာနဲ့ပတ်သက်ပြီးတော့အဲပြောပြပေးမှဖြစ်တယ်စီကြောက်ထဲတယ်ဆိုတာကဒီစီထဲမှာရှိတဲ့ဟိုအမုံအမွားဆိုင်ခဲတတေးလေးတွေကနေပြီးတော့မှဟိုကြီးလာပြီးတော့မှစီလန်းကြောင်မှာတော့ပိတ်ပြီးတော့မှဖြစ်လာတာမျိုးဖြစ်တယ်အဲသူကကျတော့ဟိုစူးစူးဝါအောင်တယ်ပေါ့နော်ဘိုက်အောင်တယ်ခါနာတယ်အဲ့လိုမျိုးတွေဖြစ်ပြီးတော့မှဖြစ်လာတာဖြစ်တယ်အဲစီကြောက်ထဲခြင်းကကျတော့ဆိုးလာလို့ရှိရင်ကြောက်ခက်ပြက်စီးတဲ့အထိဖြစ်နိုင် ိုင်တဲ့ခါကျတော့ဒီစီကြောင်းတည်ခြင်းကိုသိရှိပြီးတော့မှအဲဘယ်လိုစဉ်းကျင်နေထိုင်ရမလဲဆိုတာကိုကျွန်တော်တို့ဆက်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်အဲစီကြောင်းတည်ခြင်းဆိုတာပေါ့နော်ခုနကကျွန်တော်ပြောခဲ့သလိုပဲဟိုဒီကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာရှိရပေါ့နော်ဓာတ်တူတွေ အဲအဲ့ဒီဟာတွေကနေပြီးတော့မှအဆိုင်ခဲအနေနဲ့တွားပြီးတော့မှစီလန်းကြောင်မှတွားပြီးတော့စုတယ်စုရင်းနဲ့မှစီလန်းကြောင်မှတွားပြီးတော့အဲကြောင်အနေနဲ့တွားဖြစ်တယ်မလို့ဖြစ်ပြီးတော့မှအဲ့ဒါတွေကအဲပိတ်တယ်ပိတ်တာကလည်းနေရာတော့အမျိုးမျိုးတော့ရှိတယ်ဗောနောကြောက်ကတဲ့မှာလည်းဖြစ်နိုင်တယ်စီးပြွန်တဲ့မှာလည်းဖြစ်နိုင်တယ်စီးအိမ်ထဲမှာလည်းဖြစ်နိုင်တယ်ဗောနောအာနေရာအမျိုးမျိုးတော့ဖြစ်နိုင်ပါတယ်အဲစီးကြောက်တဲ့ခြင်းကဗောနောအဖြစ်များတယ်ဗောနောလူ၁၀ရောက်မှတရောင်လောက်တော့ဖြစ်တယ်အဲပြီးလို့ရှိတော့ဟိုယောက်ျားလေးဗောနောအသက်30 40 ဝန်ကျင်ဆိုရင်တော့ပို့ပြီးတော့လေအဖြစ်များတယ်ပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းဖြစ်တာတော့များတယ်ပေါ့နော်အဓိကတော့ဒီကွန်ဆာတဲ့သူတွေဆိုရင်တော့ပို့ပြီးတော့ဖြစ်နေပို့များတယ်ပေါ့နော်အဲအဓိကပေါ့နော်ဒီစီကြောက်တဲ့သူတွေခံစားရတာတော့အဓိကဒီဘိုက်ရယ်ခါရယ်ပေါ့နော်ကြောဘက်ပေါ့နော်ကြောဘက်တစ်ဖက်တစ်ချက်စီမှာအဲအောက်တယ်နာတယ်အဲ့ဒီပြင်ကိုမှစီဆက်စီခုံတွေကြိုက်တယ်ဟိုရောက်ကြလေးဆိုလို့ရှိရင်တော့ဒီအောက်တာကြိုက်တာကလိန်နဲ့ထိတ်ထိတ်ကိုသွားပြီးတော့နာတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်တာပေါ့နော်အဲ့ဒါကအဓိကခံစားရတဲ့လက္ခဏာ ဖြစ်တယ်။အဲတခြားအနေနဲ့ဆိုလို့ရှိရင်တော့စီးကျင်စီးအောင်တယ်စီးတဲ့မှာအဲသွေးပါတယ်အဲပြီးတော့စီးသွားရခတ်တယ်ခဏခဏစီးသွားခြင်းတယ်ပေါ့နော်အဲအဲ့လိုမျိုးဖြစ်ရင်ကိုမဒီဖြားတယ်ချမ်းတုံတယ်စီးတဲ့မှာအနေတွေအမုံတွေအဖြူတွေအဲ့လိုမျိုးတွေပါတာမျိုးတွေခံစားရပါတယ်အဲစီးကြောက်တယ်တောင်ကကျတော့ပေါ့နော်အဓိကကတော့အဲဟိုပါပေါ့နော်ကြောက်ကက်ပေါ့နော်ကြောက်ကက်ကလည်းအဓိကခန္ဓာကိုယ်ထဲမှာရှိတဲ့အညစ်အကြေးတွေကိုသူကစီးဖြစ်ပြောင်းပြီးတော့မှစွန့်ထုတ်တာပေါ့နော် အဲ့ဒီမှာမာဒီတွေ့ထဲမှာရှိတဲ့တတူဓာတ်တွေကဒီစီးနှင်းကြောင်းမှာသွားပြီးတော့မှာအမုံမွားလေးတွေနဲ့ဖြစ်တယ်စုတယ်စုရင်နဲ့မှာအဲ့ဒါတွေအားလုံးပေါင်းပြီးတော့မှာကြောက်အနေနဲ့သွားဖြစ်တယ်ပေါ့နော်အဲဖြစ်တဲ့ကြောက်ကဒီစီးလန်းကြောင်းမှာအဲနေရမျိုးမျိုးမှာသွားပြီးတော့ကြီးလို့ရှိရင်ပိတ်တယ်ပေါ့နော်သေးရင်တော့လဲစီးသွားရင်တော့လဲပြန်ပြီးတော့ပါသွားတယ်အဲဒီဖြစ်တဲ့ကြောက်ကကြတော့ဗောနောဖြစ်လာတဲ့ဒီတတတူပုံမူတည်ပြီးတော့မှကြောက်အမျိုးအစားအမျိုးမျိုးတော့ရှိတယ်ဗောနောဒါကတော့ကျွန်တော် အသေးစိတ်တော့ထပ်ပြီးတော့တော့မပြောတော့ဘူးကြောက်ကတော့အဲဖြစ်ပေါ်လာတဲ့အဆိုင်ခဲပေါ်မှာမူတည်ပြီးတော့မှအမျိုးမျိုးတော့ရှိတယ်ပေါ့နော်အဲဆိုတော့စီးကြောက်တဲ့ခြင်းကိုပေါ့နော်ဖြစ်ရတဲ့အဓိကအကြောင်းရင်းတွေဆိုလို့ရှိရင်ပေါ့နော်ဟိုအမျိုးမျိုးတော့ရှိတယ်အဓိကတော့ဟိုရေတောက်နေတဲ့ကိစ္စမျိုးတွေပေါ့နော်နောက်တစ်ခုကတော့ဒီအငန်ဒီအချိုတွေစားတာများတယ်ပေါ့နော်အဲပြီးတော့ခါကြတော့တချို့ဆိုလို့ရှိရင်တော့ဒီဟိုဆေးတွေပေါ့နော်ဆေးတွေမှာ KCN တက်ပါတဲ့ဆေးတွေ အဲ့လိုမျိုးဆေးတွေတောက်တာများလို့လည်းဖြစ်နိုင်တယ်ဒီမှာတစ်ခုရှိတာကတော့ကယ်ဆီယမ်ဓာတ်ပါတဲ့အစားအစာတွေကတော့စီချောက်တဲ့ခြင်းကိုဘူတောင်ကောက်ွယ်ပေးတယ်လို့တော့ပြောရတယ်ဗောနော်ဆေးတွေကပဲအဓိကဆိုးတာမျိုးတော့ဖြစ်တယ်နောက်တစ်ခုအနေနဲ့ကတော့ဒီဗီတာမင် C ဗောနော်ဗီတာမင် C ဆေးတွေကိုအလွန်ကျွန်းအဲတောက်သုံးတာမျိုးတွေဗောနော် နောက်တစ်ခုကတော့ဒီအသားဓာတ်ဗောနော်အသားဓာတ်ကိုအဲလွန်လွန်ချွတ်ချွတ်စားသုံးတာမျိုးဗောနော်အဲ့လိုမျိုးအခြေအနေဒီမှာဆိုလို့ရှိရင်တော့ဒီစီချောက်တဲ့ခြင်းကိုဖြစ်နိုင်တယ် အဲအဲ့ဒီအဖြစ်ကိုမှပေါ့နော်နာတာရှည်ယောဂရှိတဲ့သူတွေမှာလည်းစီးကြောက်တည်ခြင်းဖြစ်နိုင်တယ်ဘယ်လိုမျိုးယောဂတွေလဲဆိုတော့ဟိုဒီ uric acid တက်တဲ့ခေါက်ယောဂပုံစံမျိုးပေါ့နော်တခြားဒီသွေးထဲမှာရှိတဲ့ဓာတ်တူတွေကိုအဲတက်စီတဲ့ယောဂမျိုးတွေချောင်းလည်းဖြစ်နိုင်တယ်အဲသွေးတိုးလို့စီးကျို့လို့ကြောက်လည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒါတွေကလည်းဒီစီးကြောက်တည်ခြင်းကိုဖြစ်စေနိုင်ပါတယ်အဲတခုရှိသေးတယ်ပေါ့နော်အရှိမလဲကျွန်တော်ပြောဖို့ကြံတာပေါ့နော်နိုင်ငံတကာအနေနဲ့ဆိုတာထက်ကိုကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့ဆိုလို့ရှိရင်တော့ကွန်ဆာတာပေါ့နော်ကွန်ဆာတာကလည်းစီးကြောက်တည်ခြင်းကို ိုဖြစ်စေနိုင်တဲ့တဲမှာပါတယ်ပေါ့နော်ဟုတ်အဲစီးကြောက်တော်တော်များများကပေါ့နော်သူကတော့သေးတယ်ဆိုလို့ရှိရင်တော့စီးထဲမှာပဲမှုံမွားနေနေပဲပါသွားတာတော့များတယ်ပေါ့နော်အကယ်၍ဒီအဆိုင်ခဲဒီအခဲကကြီးလာပြီဆိုလို့ရှိရင်တော့အဲပထမဆုံးအနေနဲ့ကတော့အောက်တယ်ပေါ့နော်အောက်တယ်နားတယ်အဲအဲ့လိုမျိုးစိုးစိုးဝါးတွေဖြစ်လာတယ်အဲပြီးလို့ရှိရင်တော့ဒီစီလန်းချောင်းတွေပိတ်တယ်ပေါ့နော်ပိတ်ပြီးတော့မှကြောက်ကက်ကိုရေဝိုင်းတာတို့ဘာလို့ဖြစ်တတ်တယ် အဲ့လိုကနေမှတဆင်ကြောက်ကက်ရောင်နေပေါ့နော်ကြောက်ကက်ရောင်နေဒါနောက်ပြီးတော့စီပိုးဝင်နေပေါ့နော်အဲ့လိုမျိုးတွေဖြစ်လာနိုင်တယ်အဲ့ဒါကတော့အဲ့ဒါကဆိုးွားတယ်ဆိုလို့ရှိရင်တော့ကြောက်ကက်ပျက်စီးတာမျိုးလည်းဖြစ်တယ်ကြောက်ကက်ပျက်စီးတာဆိုတဲ့နေရာမှာဆိုလို့ရှိရင်ရုတ်တရက်ဖြစ်တာမျိုးရှိသလို့ အရန်ဆိုးလို့ရှိရင်တော့နန္ဒာရှိကြောက်ကက်ယောဂါထိလည်းဖြစ်သွားနိုင်တယ်ပေါ့နော်အဲစီးကြောက်တဲ့ခြင်းကိုအဓိကပေါ့နော်ဒီကြောက်ကဟိုဘယ်ဘယ်နေရာမှာရှိလဲဘယ်လောက်ထိကြီးလဲပေါ့နော်ဘယ်နေရာမှာပိတ်နေတာမျိုးရှိလဲဆိုပြီးတော့ကျွန်တော်တို့ကအဲယောဂါရှာဖွေတာမျိုးတွေရှိတယ်ပထမဆုံးအနေနဲ့အာထွာဆောင်းရိုက်တာမျိုးတွေရှိတယ်ဓာတ်မှန်ရိုက်တာမျိုးတွေရှိတယ် ကွန်ပျူတာတက်မှန်ရိုက်တာမျိုးတွေရှိတယ်ပေါ့နော်တခါကြီးကြောက်လို့ရှိရင်တော့ဆေးထိုးပြီးတော့မှတက်မှန်ရိုက်တာမျိုးတွေလည်းရှိတယ်ပေါ့နော်အဲနောက်ပြီးတော့ဒီသွေးထဲမှာရှိတဲ့ဓာတ်တွေစစ်တာမျိုးတွေလည်းရှိတယ်စီးစစ်တာမျိုးတွေလည်းရှိတယ်ပေါ့နော်အဲ့လိုမျိုးဆန်သက်စစ်ဆေးပြီးတော့အဲစစ်ဆေးလို့ရတယ်ပေါ့နော်စီးကြောက်တဲ့ခြင်းကပေါ့နော်တကယ်တမ်းတော့ခြောက်အမုံသေးလေးတွေခါကျတော့ပုံမှန်အဖြစ်ဆိုလို့ရှိရင်တော့ဘာမှတိတ်မသိဘဲနဲ့သူ့အတူစီးထဲမှာပါသွားတယ်ပေါ့နော် ဟိုအဲ့ဒီဟာကိုမှကြာလာလို့ရှိရင်ပေါ့နော်တချို့ကြတော့လေဒီအမုံသေးသေးလေးတွေကနေပြီးတော့မှကြောက်တွေကကြီးလာတယ်ပေါ့နော်ကြီးလာလို့ရှိရင်ကျတော့ဒီတိုင်းစီးသွားရင်လည်းမပါတော့ဘူးမပါတော့ဘူးနဲ့အဲသွားပြီးတော့ပိတ်နေတာလို့အဲရှိနေရမျိုးဆိုလို့ရှိရင်တော့သူကအောက်တာပါညာဖြစ်တယ်အဲ့လိုမျိုးအခြေအနေမျိုးဆိုလို့ရှိရင်တော့ဒီကြောက်တွေကိုပြန်ပြီးတော့မှဖြော်တာတို့ခြေတာတို့ခွဲထုတ်တာတို့အဲ့လိုမျိုးတွေလောက်အပ်တတ်တယ်ပေါ့နော် ဟိုအကောင်းဆုံးကတော့ပထမဆုံးအနေနဲ့ကတော့ရေမြင်းများတောက်တယ်ပေါ့နော်ပြီးတော့ဆေးတွေပေးတာမျိုးတွေလည်းရှိတယ်အဲ့လိုမျိုးမှမရတော့ဘူးဆိုလို့ရှိရင်တော့ခွဲစိတ်တာမျိုးရှိတယ်ခွဲစိတ်တယ်ဆိုတဲ့နေရာမှာလည်းဟိုခင်မီစက်ကရိယာတွေနဲ့ကြောက်ကိုခြေလိုက်တာမျိုးရှိတယ်ဒါမှမဟုတ်လို့ရှိရင်လည်းစီလန်းချောင်းကနေပြီးတော့မှမှန်မြောင်းနဲ့အဲကြောက်ကိုထုတ်တာမျိုးတွေရှိတယ်ဘိုက်ကနေပြီးတော့မှမှန်မြောင်းချပြီးတော့မှအဲကြောက်ကိုထုတ်တာမျိုးရှိတယ်နောက်ဆုံးနီးနေတဲ့ကတော့ဘိုက်ခွဲပြီးတော့မှထုတ်လိုက်တာမျိုးတွေလည်းရှိတယ်ပေါ့နော်ဒီလိုနီးလန်းနေနေတော့ကုသပါတယ် အဓိကပေါ့နော်ကြောက်ကလည်းတာမန်လူမှလည်းရှိနိုင်တဲ့အမုံမွားတိတိလေးတွေမျိုးတွေလည်းရှိနိုင်တဲ့ခါကျတော့ ဟိုရေမြမြတောက်တာကတော့အကောင်းဆုံးပဲပေါ့နော်ရေတောက်ခြင်းအဖြစ်စီးထဲမှာအဲဒီကြောက်တွေကပါသွားတယ်ပါသွားလို့ရှိရင်တော့ထပ်ပြီးတော့မှမဆိုးလာတော့ဘူးပေါ့နော်အဲ့လိုမျိုးမှမဟုတ်ဘူးရေတောက်ရေမြမြတောက်တယ်တောက်ပေမဲ့လည်းမတက်တာဘူးကြောက်တွေကကြီးလာတယ်ဆိုလို့ရှိရင်တော့ဆောင်းအနေနဲ့တခြားတိုင်ပင်မှုလိုတယ်ပေါ့နော်ဟုတ်အဲစီးကြောက်တဲ့ခြင်းကိုပေါ့နော်နီလန်မျိုးမျိုးနဲ့တော့ကာကွယ်လို့တော့ရတယ်ပေါ့နော်အဓိကတော့ရေတောက်နေတဲ့လူတွေဆိုလို့ရှိရင်တော့ရေမြမြတောက်ဖို့လိုတယ်အဲပြီးတော့ဒီအသားထက် ပေါ့နော်အသား protein ပေါ့နော် protein တွေတောက်တာမျိုးအသားဓာတ်လွန်ကျူးစားတောက်တာမျိုးဆိုလို့ရှိရင်လည်းအဲရှော့ဖို့လိုတယ် အဲပြီးတော့ခါကျတော့ဒီဟိုဟာပေါ့နော်အငန်တွေအချိုတွေအဲ့လိုမျိုးအစားအစာတွေကိုလည်းဆင်ကျင်ပြီးတော့စားသုံးဖို့လိုတယ်။ဟိုဆေးတွေဆိုလို့ရှိရင်လည်းပေါ့နော်ဆောင်ကအဲပေးရတာမျိုးမဟုတ်ဘူးဆိုလို့ရှိရင်တော့ရေရှည်တောက်သုံးတာမျိုးမလုပ်သင့်ဘူး။အဲနောက်တစ်ခုကတော့ဒီနာတာရှည်ယောဂတွေကိုလည်းတေချာအဲကုသဖို့လိုတယ်ပေါ့နော်အဲ့ဒါတွေခါနေမှတစ်ဆင့်ကျူတင်ကောက်ွယ်လို့လည်းရတယ်။အဲနောက်ပြီးကျတော့ဒီကွန်စားတာပေါ့နော်ကွန်စားတဲ့ကိစ္စကလည်းဖြစ်နိုင်ရင်တော့ဟိုဖြတ်တာတော့အကောင်းဆုံးဖြစ်တယ်ပေါ့နော်အဲ့လိုမျိုး ကိစ္စတွေကိုဆင်ကျင်ပြီးတော့မှဂျူတင်ကောက်ွယ်လို့ရတယ်အဲတကယ်တမ်းတော့ဒီကြောက်တေကကြတော့အန်ရကြီးကြီးမမပေါ့နော်ဟိုချက်ချင်းအတန်အရပေးတဲ့ယောဂမျိုးတော့လည်းမဟုတ်ဘူးဟိုကြောက်ရဲ့အရွယ်စားပုံကိုတည်ပြီးတော့မှစီးနှံ့ကြောင်မှတွားပြီးတော့မှပိတ်တာမျိုးဖြစ်တဲ့ခါကျတော့ဟိုတေချာကုသမယ်ဆိုလို့ရှိရင်ကောင်းတယ်တေချာမကုရင်ကျတော့ဒီကြောက်ခက်ပြက်စီပြီးတော့မှနာတာရှည်ယောဂအနေနဲ့ဖြစ်သွားတာဖြစ်တဲ့အတွက်အဲအဲ့လိုမျိုးမဖြစ်ခင်မှာဂျူတင်ဆင်ကျင်ပြီးတော့ကောက်ွယ်ပြီးတော့အဲညီထိုင်မှုအကြံပြုရင်လည်းပဲကျွန်တော်ဒီကုန်းချုပ်လိုက်ပါတယ် ကျေးဇူးတင်ပါတယ်ကျမရင်းနဲ့ပတ်သက်တဲ့အသိပညာဘူးဒါများကိုဆက်လက်ပြီးတော့မျှဝေပေးမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ထားပေးပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်